မွေးကလေးကနေအခုချိန်ထိထမင်းလုံးဝမစားသလိုနာကျင်မှုကိုလည်းလုံးဝမသိတဲ့ကမ္ဘာပထမဆုံးမိန်းကလေးပရိသတ်များလုံးဝမင်္ဂလာပါဘာမာ H3 လုံး channel ကနေကြိုဆိုပါရစေကျွန်တော်လူသားတွေအတွက်နာကျင်ခြင်းဗိုက်စားခြင်းအိတ်ချင်ခြင်းစားရခံစားချက်တွေကဘဝရဲ့အဓိကအစိပ်ပိုင်းတွေပါဒါပေမဲ့ကမ္ဘာပေါ်မှာဒီခံစားချက်တွေကိုလုံးဝမခံစားရတဲ့လူတစ်ယောက်ရှိနိုင်ပါသလားဒီနေ့မှာတော့ကျွန်တော်ပြည်ထောင်နိုင်ငံကဆယ်ကျော်သက်အရွယ်မိန်းကလေးတူ ဖြစ်တဲ့ Olivia Fansworth ရဲ့အန်အိုးဘယ်ကောင်းတဲ့ဇာတ်လမ်းကိုဆွေးနွေးပြောဆိုသွားကြပါမယ်။ သူမက chromosome 6 deletion ဆိုရဲရှားပါးတွေမျိုးဗီဇဆိုင်ရာယောဂါကိုခံစားနေရပြီးဒီယောဂါကြောင့်သူမကဗိုက်စာခြင်းနဲ့နာကျင်မှုတွေကိုလုံးဝမခံစားရပါဘူးဒီလက္ခဏာအလုံးကိုတပြိုင်တည်းဖြစ်နေတဲ့သူကကမ္ဘာပေါ်မှာသူမတအူးတဲ့သာရှိတယ်လို့ဆိုပါတယ် chromosome 6 deletion ဆိုတာကျွန်တော်တို့ရဲ့မျိုးဗီဇတွေကိုတည်ဆောင်ထားတဲ့ chromosome တွေက6ခုမြောက် chromosome မှာအစိပ်ပိုင်းတစ်ခုခုပျောက်ဆုံးသွားတာကိုခေါ်ပါတယ်လူတစ်ယောက်မှာ chromosome 23စုံရှိပြီး chromosome တစ်ခုစီမှာမျိုးရိုးဗီဇထောင်ပေါင်းများစွာပါဝင်နေပါတယ် ဒီမျိုးဗီဇတွေကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းတွေဖွင့်ပြတာနဲ့လုံဆောင်ချက်တွေကိုထိန်းချုပ်ပေးပါတယ်။ခရိုမိုဆုံးစစ်ကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာအရေးကြီးတဲ့အခမ်းကဏ္ဍတွေများစွာကိုတာဝန်ယူထားပါတယ်။အထူးသဖြင့်ခံစားချက်တွေကိုထိန်းချုပ်တဲ့မျိုးရိုးဗီဇတွေ၊ကိုယ်ခန္ဓာစနစ်ကိုထိန်းချုပ်တဲ့မျိုးရိုးဗီဇတွေ၊ဇီဝဓာတုလုပ်ငန်းစဉ်တွေကိုထိန်းချုပ်တဲ့မျိုးရိုးဗီဇတွေပါဝင်ပါတယ်။ဒီခရိုမိုဆုံးမှာအစိတ်ပိုင်းတစ်ခုခုပျောက်ဆုံးသွားရင်ဒီလုံဆောင်ချက်တွေကပုံမှန်မလုံဆောင်နိုင်တော့ပါဘူး။ ။ Olivia ရဲ့အခြေအနေမှာဆိုရင် chromosome 6ရဲ့အစိတ်ပိုင်းတစ်ခုပျောက်ဆုံးသွားတာကြောင့်သူမရဲ့အုံနောက်ကနာကျင်မှုကိုမခံစားနိုင်တော့ပါဘူး။ဒါပေမဲ့ဒီယောဂါကနာကျင်ခြင်းကိုသာထိခိုက်တာမဟုတ်ပါဘူး။သူမကပိုက်စားခြင်းကိုလည်းမခံစားရပါဘူး။အစားအသောက်လိုအပ်မှုကိုလည်းမခံစားရပါဘူး။ဒီလိုနဲ့သူမရဲ့ကိုခန္ဓာကအာဟာရဓာတ်တွေလိုအပ်နေပေမဲ့လေသူမကိုယ်တိုင်မသိနိုင်တဲ့အခြေအနေမျိုးဖြစ်နေပါလိမ့်။အိုလီဗီယာဖန်ဆောကငငယ်ကလေးကသူမရဲ့ယောဂါကြောင့်မတူညီတဲ့ခံစားချက်တွေကိုခံစားခဲ့ရပါလိမ့်။ ဒူမိုင်းမိခင်ဖြစ်သူ Naked Tripper ရဲ့ပြောပြချက်အရ Olivia မွေးကင်းစာကလေးကအိတ်ရတာခက်ခဲခဲ့ပါတယ်။ဒူမားကတညာလုံးမအိတ်နိုင်ပဲနေရက်ဆက်တိုင်းနေနိုင်တဲ့အထိဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒူမားရဲ့မိဘတွေကဒူမားကိုစောင့်ရှောက်ဖို့အခက်အခဲများစွာရှိခဲ့ပါတယ်။သူမကနာကျင်မှုကိုမခံစားတတ်တဲ့အတွက် Andrew နဲ့ကြုံတွေ့ခဲ့ရပါတယ်။တခါတလေမှသူမကသူမရဲ့ရှာကိုကိုက်ဖြတ်ခဲ့ပြီးသွေးယိုခဲ့ပါတယ်။ဒါပေမဲ့သူမကနာကျင်ခြင်းမရှိဘဲတာမန်အားဖြင့်နေခဲ့ပါတယ်။သူမရဲ့မိခင်ကသူမရဲ့ပဲစက်ထဲမှာသွေးတွေတွေ့ရှိပြီးမှသိရှိခဲ့ရတာပါ။ နောက်တစ်ခါမှတော့သူမကလမ်းပေါ်မှာကားနဲ့တိုက်မိခဲ့ပြီးခြေထောက်ကျိုးသွားခဲ့ပါတယ်။ဒါပေမဲ့သူမကနာကျင်ခြင်းမရှိဘဲထိုင်နေခဲ့ပါတယ်။သူမရဲ့မိခင်ကသူမရဲ့ခြေထောက်ကိုကြည်ပြီးမှခြေထောက်ကျိုးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ဗိုက်စာချင်းကိုမခံစားတတ်တဲ့အတွက်သူမရဲ့မိဘတွေကသူမကိုအစားအသောက်ပေးဖို့အခက်အခဲများစွာရှိခဲ့ပါတယ်။သူမကအစားစားခြင်းစိတ်မရှိတတ်ပါဘူး။ဒါပြင်သူမကအစားအသောက်တွေကိုစားပြီးလဲဗိုက်စာချင်းကိုမခံစားရတဲ့အတွက်အာဟာရတက်ချိုးတင့်မှုကိုခံစားခဲ့ရပါတယ်။သူမရဲ့မိဘတွေကသူမကိုအစားအသောက်ပေးဖို့အချိန်တိုင်းပြောဆိုပြီးစောင့်ရှောက်ခဲ့ရပါတယ်။ အော်လီဗီယာရဲ့မတူညီတဲ့လက္ခဏာတွေကိုသူမရဲ့မိဘတွေကဆရာဝန်တွေကိုပြသခဲ့ပါတယ်။ဆရာဝန်တွေကသူမရဲ့ယောဂါကိုရှာဖွေဖို့ကြိုးစားခဲ့ကြပါတယ်။သူတို့ကသူမရဲ့မျိုးရိုးဗီဇကိုစမ်းစစ်ခဲ့ကြပါတယ်။ဒီအခါမှာသူမမှာခရိုမိုဆုံး၁ deletion ရှိတာကိုတွေ့ရှိခဲ့ကြပါတယ်။ဆရာဝန်တွေကအော်လီဗီယာရဲ့ယောဂါကိုလေ့လာပြီးတဲ့အခါသူမကကဘာပေါ်မှာဒီလက္ခဏာတွေအားလုံးကိုတပြိုင်တည်းဖြစ်နေတဲ့ပထမဆုံးလူဖြစ်ကြောင်းအတည်ပြုခဲ့ကြပါတယ်။ နာကျင်ခြင်းကိုမခံစားတတ်ခြင်း၊ဗိုက်စားခြင်းကိုမခံစားတတ်ခြင်း၊အိတ်ချင်ခြင်းကိုမခံစားတတ်ခြင်းဆိုရက်လက္ခဏာ၃မျိုးလုံးတစ်ပြိုင်တည်းဖြစ်နေတဲ့လူနာကကမ္ဘာပေါ်မှာအော်လီဗီယာတဦးတည်းသာရှိတယ်လို့ဆိုပါတယ်။ဒီယောဂါကရှားပါးတဲ့အတွက်ဆရာဝန်တွေအနေနဲ့လဲကုသနည်းကိုရှားပွေဖို့ခက်ခဲခဲ့ပါတယ်။သူမရဲ့ယောဂါကိုကုသဖို့ဆေးဝါးရီမရှိပါဘူး။ဒါအပြင်သူမရဲ့ယောဂါကမေယိုဗီဇာဆိုင်ရာပြဿနာဖြစ်တဲ့အတွက် ပြင်ပမှာကုသပေးဖို့ကလည်းခက်ခဲပါတယ်။ဒီချိန်ဒီမှာတော့ဒီမရဲ့မိဘတွေကဒီမကိုစောင့်ရှောက်ဖို့နဲ့ဒီမရဲ့ဘဝကိုထိန်းသိမ်းပေးဖို့ကိုသာလှုံ့ဆော်ခဲ့ကြပါတယ် ။ Olivia Fansworth ရဲ့ဇာတ်လမ်းကကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာတစ်ခုပါ။လူမှုအတိုင်းဝိုင်းမှာ ရှားပါးတဲ့ယောဂရှိသူတွေကိုနားလေထားရမှာကအရေးကြီးပါရင်။ကျွန်တော်တို့ကရှားပါးတဲ့ယောဂရှိသူတွေကိုမတူညီတဲ့မျက်နှာနဲ့ကြည့်တတ်ကြပါရင်။ဒါပေမဲ့သူတို့ကကျွန်တော်တို့လိုပဲလူသားတွေပဲဖြစ်ကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီကုန်းချုပ်လိုက်ပါရခင်ဗျာ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတစ်ပဲတင်ရှိပါရင်။